ဘက်ထရီရဲ့အနုပဲချမှာဝါယာကျိုးအနေအောင်လေးခေတ်ဆောင်ပြမှာဖြစ်ပါတယ်ဒီမှာနိုင်လက်တန်လေးသွားနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီ LED မီလုံးလေးကလည်းမိတ်တုံမိတ်တုံနောက်ပြီးတော့လင်းနေတာကိုတွေ့ရမှာဖြစ်ပါတယ် ဟိုင်းအားလုံးပဲမင်္ဂလာပါဒီနေ့တော့နိုင်တက်ခဲကုံသွားတာကို16653ညဒီလိုတက်ခဲလေးနဲ့စာထိုးကြည့်မှာဖြစ်ပါတယ်ဒီ channel လေးကိုပံ့ပိုးကူညီတော့အားဖြင့် like subscribe လုပ်ပြီးတော့ share လုပ်ပေးကြဖို့မေတ္တာရပ်ခံပါတယ်။ပုံမှန်ဆိုရင်나이တက်ခဲရတော့ဤနှလုံးဆိုင်1.5ဘက်ထရီ တက်ခဲကိုအသုံးပြုရတာဖြစ်ပါတယ်ဒီလိုဒီနှလုံးဆိုင်ဘက်ထရီကိုအသုံးပြုရတာဖြစ်ပါတယ်နောက်ခုကတော့ဒီတက်ခဲအားကုန်အားလို့ဒီ1653ညာ GDN အယုတ်ဘက်ထရီလေးနဲ့သက်ဆင်အသုံးပြုစီမှာဖြစ်ပါတယ်အဲတော့ပုံမှန်ဆိုရင်နာရီလေးရ1.5ဗို့တက်ခဲကိုပဲအသုံးပြုရတာဖြစ်ပါတယ်နောက်ခုကတော့ဒီ1.5ဗို့ဘက်ထရီလေးအားကုန်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီလို1865သုံးများလေတင်အာယုံဘက်ထရီနဲ့သက်ဆင်တုံးပြခြင်းမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဘက်ထရီလေးကိုဘူအားလေးတန်းခြင်းမှာဖြစ်ပါတယ်ဘက်ထရီကတော့2.9ဗုတ်လောက်ရှိပါတယ်အဲ့တော့လိုအပ်တာက1.5ဗုတ်ဒီမှာ2.9ဗုတ်လောက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဘူကို short ချဖို့လိုပါတယ် 1.5ဗို့နီးပါရှော့ချဖို့လိုပါတယ်အဲ့တော့ရှော့ချတဲ့နီလန်းတွေကတော့အများကြီးရှိပါတယ် step down cut လေးနဲ့ရှော့ချလို့ရပါတယ်ဒါမဲ့ကျွန်တော်ကတော့ပို့ပြီးတော့လွယ်ကူတဲ့နီးနဲ့ cut တွေပါတွေကိုအသုံးမပြုဘဲနဲ့အလေးဒီမီလုံးလေးတစ်လုံးကိုပဲအသုံးပြုပြီးတော့ဘိုးကိုရှော့ချမှာဖြစ်ပါတယ် LED မီလုံးလေးနဲ့တွဲဖက်ပြီးတော့ဒီတက်ခဲကိုဘူးရှော့ပြီးတော့နိုင်မှာတက်ဆင်ပေးမှာဖြစ်ပါတယ် ကျွန်တော်လည်းလောဆယ်ကြောင့်ဒီမှာနိုင်ရီပုံမှာပေါင်းနှုတ်ကြိုးလေးခဲဆော်တက်ဆင်ပြီးမှဖြစ်ပါတယ်။အော်နိုင်ရီပုံမှာကြောင့်ကြိုးလေးတွေခဲဆော်တက်ဆင်ပြီးမှဖြစ်ပါတယ်။ပထမဆုံးအပေါင်းကြိုးကိုအရင်တက်ဆင်လိုက်မှဖြစ်ပါတယ်။ပေါင်းကြိုးတက်ပြီးပါပြီ။ဒီရင်အနှုတ်ကြိုးကို ခဲဆော်တက်ဆင်ပြီးမှဖြစ်ပါတယ်။ တော့အပေါင်းတို့ဂျိုးလေးကိုတော့ခက်ဆော့တက်ဆင်ပေးသွားပြီဖြစ်ပါတယ်ပြီးရင်တို့ LED မီဒီလေးကိုခက်ဆော့တက်ဆင်ပေးမှာဖြစ်ပါတယ်တို့ဒီမှာဖြတ်လိုက်မှာဖြစ်ပါတယ် ပြီးရင်အလေးဒီမီလုံးအနောက်ဖက်ချမ်းကိုဒီနာရီအနောက်ဖက်ချမ်းမှာခဲဆော်ပြလာမှာဖြစ်ပါတယ် ပြီးရင်ဒီ LED ရဲ့ပေါင်းပေးချောင်းတော့ဒီဝိုင်ယာချိုးအတူလေးနဲ့ချိတ်ဆက်ပြီးမှဖြစ်ပါတယ်ဟုတ်အဲ့ဒီဒီရပေါင်းပေးချောင်းကိုဒီဝါယာကျိုးနဲ့ရောင်လေးနဲ့ချိတ်ဆက်ပေးတာဖြစ်ပါတယ်ပြီးရောဘက်ထရီရဲ့ပေါင်းပေးချောင်းကိုတော့ ဒီနေ့နိုင်အပေါင်းဖဲချမ်းရလာတဲ့ဝါယာကျိုးလေးနဲ့ချိတ်ဆက်ပြီးမှဖြစ်ပါတယ်ပြီးရင် အောင်အနုတ်ပြချမ်းမှာဒီဝါယာကျိုးလေးကိုဖြဲဆော်ပေးမှာဖြစ်ပါတယ်ဘုရောဇဲကြောင့်ဒီစကန်လက်တန်လေးကိုတက်ဆင်ထားလိုက်မှာဖြစ်ပါတယ်ဒီကြောင့်ဒီမှာမခဲဆော်တက်ဆင်ပေးမှာဖြစ်ပါတယ်ဘက်ထရီရဲ့အနုတ်ပြချမ်းမှာဝါယာကျိုးအနှဲ့ရောင်လေးဖြဲဆော်ပေးမှာဖြစ်ပါတယ် ဒီမှာနာကြီးလေးလဲနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာနာကြီးလက်တန်လေးတွားနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီ LED မီလုံးလေးကလည်းမိတ်တုံးမိတ်တုံးနောက်ပြီးတော့လင်းနေတာကိုတွေ့ရမှာဖြစ်ပါတယ် ဒီအချိန်ထဲမှာဘက်ထရီဘူအဘလောက်ရှိလဲဆိုတာကို တိုင်ချင်မှာဖြစ်ပါတယ် မှာတူပိုးကြော်ကြော်လေးပြနေသေးတော့တွေ့ရပါတယ်တူပိုးကြော်ကြော်လေးပြနေပါတယ်ဆိုရင်တော့အနည်းဆုံးကျွန်တော်နာယူဒီလို3653ညဒီဒီယံအာယုဘက်ထရီနဲ့တုံပြလို့ရတာကိုတွေ့ရပါမယ် ါဆိုရင်စပြေတော့တွေ့ရပါတယ်။ဒါဆိုရင်တော့나이လက်တန်လေးတွေအားလုံးပြန်ပြီးတော့တက်ဆင်ကြည့်မှာဖြစ်ပါတယ်။ဒါတော့나이လက်တန်ဖြစ်ပါတယ်ပြီးရင်ဒီမှာမိနစ်လက်တန်ဖြစ်ပါတယ်ပြီးရင်ဒီမှာ second လက်တန်လေးဖြစ်ပါလေအင်ပြေတော့တွေ့ရပါတယ်။ဒါဆိုရင်ဒီနေ့ကတော့ဒီတက်ခရအကုန်ရတဲ့နိုင်ကြီးလေးကိုဒီဒီအယူဘက်ထရီလေးနဲ့လဲလဲတက်ဆင်ပြတာဖြစ်ပါတယ်။ ဒီမှာနိုင်ကိုကျွန်တော်တို့ဒီနိုင်အိမ်ပေါ်မှာပြင်ပြီးတော့တက်ဆင်လာပြီဖြစ်ပါတယ်ဒီမှာတက်ခဲလေးကတော့အပြင်ကနေမြင်နေရတာဖြစ်ပါတယ်တက်ခဲလေးကိုတော့ဒီလိုမိတိတ်လေးနဲ့ကပ်ပြီးတော့တက်ဆင်ထားတာဖြစ်ပါတယ်ဒီမှာ LED မီလီကတော့မိတ်တုံမိတ်တုံလေးနဲ့တော့ပြရမှာဖြစ်ပါတယ်ပြီးတော့နိုင်လဲရတဲ့အတန်နိုင်လက်တန်လဲနေတာကိုလည်းအတန်ကြားနေရမှာဖြစ်ပါတယ် မှာနိုင်လက်တန်လေးလည်နေတာဖြစ်ပါလေ။အားလုံးအဆင်ပြေတော့တွေ့ရပါတယ်။ဘက်ထရီအားကတော့ဘယ်နှရက်ဘယ်နှလခံမယ်တော့မသိရပါဘူး။ဒါပထမဆုံးအချိန်စမ်းသပ်ကြည့်တာဖြစ်ပါလေ။ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်ရောက်ကြည့်ရှုကြားတဲ့မိတ်ဆွေများအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့။